အဘိဓမ္မာတင်းကျိုဝီတိမုတ်ပိုင်းမှာလူတို့ရဲ့ဒီနေရာဖြစ်သောလူပုံသည်မြင့်မို့တောင်ဤအရက်လေးမျက်နှာ၌တည်ရှိကြသည့်စက်ကြဝလာကျွန်းများဖြစ်သည်မှတ်သားရပါသည်တပည့်တော်တို့ယခုနေထိုင်ရာလူပုံသည်သဗူဒီပါတောင်ကျွန်းခေါ်ပြီးဤကျွန်း၌သာဖျားပွင့်သည်ဟုလည်းပြောဆိုကြပါသည်ရှေ့900နောက်900မြောက်မှတထောင်မြဲဟုသောစကားအရအရှိကျွန်းသားတို့တွင်တတန်း900အနောက်ကျွန်းသားတို့တွင်တတန်း900 ။ယောင်ကျွန်းသားတို့တွင်တတန်းတထောင်ဟုတတန်းမြဲကြသည်ဟုဆိုကြပါသည်။တောင်ကျွန်းသားတို့မှသာတတန်းမမြဲအတိတကျမရှိအတင်ချေရတဲ့စုတ်ချီတက်ချီတာရှိသည်ဟုဘုံပိုင်းရသိရှိမှတ်သားခဲ့ရပါသည်ဖျား။တပည့်တော်သိကျင်တာကနံပါတ်၁လူဘုံ၌ဖြစ်ခွင့်ရှိသောပဋိတန်တိစိတ်၉ပါးတို့သည်လူဘုံကျွန်း၄ကျွန်းလုံးနှင့်သက်ဆိုင်ပါသလားဖျား။တောင်ကျွန်းနှင့်သာသက်ဆိုင်ပါသလားဖျား။ အားလုံးနဲ့သက်ဆိုင်ပါကလူပုံချင်းတူပါလျက်အဘယ်သောအကြောင်းတရားတို့၏ဝိဘက်ကြောင့်တတံများ တောင်ကျွန်းမြောက်ကျွန်းစသည်ဖြင့်ကွဲပြားသွားရပါသည်လေဖျာတောင်ကျွန်းဒီပင်ဖျားပွင့်သောကြောင့်ကြံကျွန်းများထက်တာလွန်ပါသလားဖျာသို့မဟုတ်ကြံကျွန်းများဒီပင်တောင်ကျွန်းထက်တတံငဲကြသောကြောင့်တာလွန်ပါသလားဖျာကြံကျွန်းများတွင်လည်း ာသနာထွန်းကားပါသလားဖေ။မဘုနိဗ္ဗာန်ရနိုင်ကြပါသလားဖေ။ကလရေကြီးကမြောက်ကျွန်းသူတို့ဤစံပင်ကို အလွန်ကြည်သော စီတွေနှိမ့်၍ဟုဆိုရာကျွန်းလေးကျွန်းမှလူသားတို့သည် ပုံတရံမတူ क्वे ပြကြလို့ပါလားလို့မိထားတာဖြစ်ပါတယ်ဖေ။အဲ့ဒီမေကုံးကတော့ဒိဗ္ဗဆက်ခုရပြီးမှဖြည့်ရှင်းလို့ရမယ်မေကုံး။ ဘာဖြစ်လို့တော့ဆိုတော့ဘုန်းကြီးတို့လည်းသိကြတာပဲဒီမေကောင်းကနော်ဒီမေကောင်းကသဗ္ဗေကျမ်းကမှာ ပါရာလေးတစ်ခုပြောရမယ်ဆိုရင်အင်္ဂုတ္တတိကဏိဘတ်မှာတစ်ခုပါရာရှိပါသဗ္ဗူဒီပတ်ကျောင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကတဲ့ဒါဝရဏနတ်တီတဲ့ယောက်ျောင်းက လူသားတွေရဲ့တာလွန်တဲ့အချက်၃မျိုးရှိပါတယ်တာကယသဗျာဟောတဲ့ဒီကနေ့သတ်မှတ်ထားတဲ့ကနောနိခေပါဠိထက်ဆိုရင်သင်္ဂုတ္တရနိကေမှာပါတဲ့ဟာတစ်ခုเนาะတောင်ယွန်းသူတွေတာလွန်တဲ့အချက်ကဘာလို့ဆိုရင် သူရာ ရေစွမ်းတတ္တိရှိတဲ့နေရာမှာတာလွန်နေတယ်တတိမန္တော တတိတရားဆွဲဆွဲမြဲမြဲရှိတဲ့နေရာမှာတာလွန်တယ်။ဣဒ္ဓဗျမစရိယဝါသောမြတ်စွာဘုရားသာသနာတော်ကြီးနဲ့ကြုံတွေ့လို့မခင်ရှိပါလို့ဆိုရင်မြတ်တော်အကျင့်ကိုရှင်းသုံးနေထိုင်မှုနဲ့ပတ်သက်ပြီးတော့လဲတာတယ်လို့ဒီလိုအချက်၃ချက်ဟာဒါပါဠိတော်ရဲ့ canonical text မှာပါတဲ့စကားတစ်ခုပဲ။နောက်မြောက်ကျွန်းသူတွေကတောင်ကျွန်းသူတွေတဲ့တာတဲ့ ချက်တစ်ခုရှိသေးတယ်တဲ့အဲ့ဒါကဘာလို့ဆိုရင်အမမငါဟာလို့ဇလံတတ်မှတ်မှုမရှိကြဘူးတဲ့အပရိကဟာကိုယ်ပိုင်ပစ္စည်းအနေနဲ့သိမ့်ပိုက်ထားတာမရှိကြဘူးနိယတာယုကတက်တမ်းမြဲတယ်လို့ဒီလိုစာထဲမှာတော့ဒီလိုဆိုထားတယ်သုံးချက်စီဒါမတူညီတဲ့အချက်ကလေးတွေသုံးချက်စီရှိတယ်ပေါ့ တာဝရိန္ဒာနတ်တွေကြတော့နတ်ဖြစ်တော့အပင်နတ်ဖြစ်တော့အဆင်နတ်ဖြစ်တော့ချမ်းသာပူလှတယ်ပူချမ်းသာတယ်ပူပြီးအသက်ရှည်တယ်ဆိုတာဒါတာဝရိန္ဒာနတ်တွေကတာတဲ့အချက်လို့အဲ့ဒါလို့သုံးခုရှင်ပြီးတော့မြတ်စွာဘုရားဟောထားတာရှိပါအဲ့ဒါကတော့ canonical text မှာလာတဲ့စကားတစ်ခုပေါ့နော်ဘုရားဟောတဲ့တရားလို့တန်ခါနာ6တန်သတ်မှတ်ထားတဲ့ဂျန်စာတစ်ခုခုနကပြောတဲ့ အချို့အချက်တွေကြတော့အထက်ကရာတွေမှာလာတာအထက်ကရာဆိုတာ tradition ပေါ့အစဉ်လာပြောဆိုလာတဲ့စကားတွေရအထက်ကရာကျမ်းစာတွေမှာမှတ်သားလာတယ်အဲ့လိုမှတ်သားလာတယ်ဆိုတဲ့နေရာမှာအစဉ်လာမှတ်သားချက်ဆိုတာဒီ tradition ဆိုတာ tradition လို့ပဲမှတ်ရတယ်တစ်ခါတလေကြတော့အစဉ်လာမှတ်သားလာတဲ့အတွက်ကြောင့်တချို့ tradition ကအတီအတီပြုတ်လို့လည်းမရဘူး တည်ပြုလို့လည်းမရဘုရားဟောတာဆိုလို့ရှိရင်ကတော့ဒါလက်ခံရတယ်။ဒါပြုလို့လည်းဆိုရင်မြတ်စွာဘုရားကဒေသစိတ်ကိုညာရပြီးတော့မှကိုယ်တိုင်ကြည့်ပြီးတော့ကိုယ်တိုင်သိမြင်ပြီးတော့ဟောတာဖြစ်တယ်။ဒါကြောင့်မို့ဘုရားဟောတာကြတော့လက်ခံရမယ်။အဲတော့သဘူရိပါလည်းတောင်ကျွန်းလို့ကျွန်းကြီးလေးကျွန်းဆွဲနေရမှာလည်းပဲမြတ်စွာဘုရားကသုလနိကလောကဓာတုတုံမှာ Buddhist cosmology လို့ပြောလို့ရအောင်စัจ java လာဖွဲ့စည်းပုံဟောထားတာတော့ရှိတယ်။ ဒါအထက်ကရာစကားမဟုတ်ဘူး။ဘုန်းကြီးတို့စာမပါဠိတော်လားစကားလားအထက်ကထာစကားလားတီကာစကားလားတခြားကျမ်းဂန်တွေကဆိုတဲ့စကားလားဆိုတာ question သတ်မှတ်ပြီးတော့ပြောရပါတယ်တစ်ခါတစ်ခါကျ။အဲတော့ပါဠိတော်ကလာတဲ့စကားဆိုလို့ရှိရင်တော့ဘုန်းကြီးတို့အလေးထားရတယ်ပေါ့။အလေးထားရတယ်ပေါ့။အဲပါဠိတော်မှာ Buddhist cosmology နဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာသုလနိကလောကတာတု လောကထအငေစားရှိတော့ကမြတ်စွာဘုရားသုံးတဲ့စကားလုံးကစัจ java လာလို့မသုံးဘူးလောကဓာတုလို့ပဲသုံးခဲ့တယ်။အဲ့ဒီလောကဓာတုဒီကနေ့ခေတ်တော့လောကဓာတုဆိုတဲ့စကားလုံးကိုဟိုပေကြီးဏ္ဍန်ရေးတဲ့အခါမျိုးခေတ်လောက်ရောက်တဲ့အခါနောက်ပိုင်းကျတော့စက္ကဝါလာဆိုတဲ့အသုံးကိုသုံးလာတယ်ပေါ့။ဒါနောက်ပိုင်းမှဝင်လာတယ်။ရှေ့ပိုင်းပါဠိတွေမှာစက္ကဝါလာဆိုတဲ့အသုံးလေးမရှိဘူးပေါ့။ဒါလည်းလေ့လာစရာရှိတယ်ပေါ့။ဒါဆိုနှစ်ပေါင်းကများစွာကြားလာပြီဆိုတော့ နောက်ပိုင်းမှာဝင်လာတဲ့သကလုံလေးတွေရှိတယ်ပေါ့အဲ့တော့စက္ကဝါလာဆိုတဲ့သကလုံကတော်တော်လေးနောက်ကျမှဝင်လာတယ်ရသော်ပြန်ဟောတော့ကလောကတတုလို့ပဲဟောတယ်အဲ့သုလနိကလောကတတုအသေးစားလောကတဆိုတာဘာလဲလို့ဆိုရင်ခုနကလေးချွန်းတမြင့်မူလူဘုံလေးချွန်းတမြင့်မူမြင့်မူတောင်းတခုတောင်ကျွန်းကျွန်းလေးချွန်းရှေကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းကျွန်းလေးချွန်း အဲ့ဒါရဲ့သတုမာရိရဲ့တာဝရိနာရဲ့နော်လေရီလေရီရဲ့လရီရဲ့ပေါ့သတုမာရိတာဝရိနာယာမတောတိတာနိမန္တရတိပြဏနိမိတဝဒတိနတ်ပြေ6ထပ်အဲ့ဒါတခုအစုံအညီပါရှိတာကိုဒါလောကဓာတုတခုစัจ java လာတခုလို့ဒီလိုသတ်မှတ်တယ်အဲ့ဒါလို့စัจ java လာဘောင်းတထောင်ကိုစုလနိကလောကဓာတုအငယ်စားလောကဓာတုတခုအငယ်စားစัจ java လာတခုဒီလိုဟောထားတာရှိတယ် နောက်တသောသောစัจ java လားဒါစัจ java လားခရီတသိဒီလိုဖွဲ့စည်းထားတဲ့ဟာဒါကမြတ်စွာဘုရားကဘာကိုမိရှိကျင်တာတုံးလို့ဆိုလို့ရှင်ဖះပွင့်တော်မူတဲ့အခါမှာငရင်တုံလှုပ်တဲ့အတိုင်းအတာတစ်ခုပြမြတ်စွာဘုရားသခင်ကိုတော်မြတ်ဒီပရိတရားတော်ကိုဟောတဲ့အခါမှာဗုဒ္ဓရဲ့အာနာဇက်ပြန့်နှံ့တဲ့အတိုင်းအတာတစ်ခုပြတယ်ကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာလို့ဆို စัจ java လာဂရေတသိန်းကနတ်မြမာတွေကမြတ်စွာဘုရားရဲ့ဒီဘုရားကိုကြီးညိုကြသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့တရားတော်မြတ်ကိုလေးနဲ့ထားကြတယ်ပေါ့ယရဏတုံမှာပါလဲဟာအဲ့ဒါကအာနာခိလို့ခေါ်တယ်မြတ်စွာဘုရားမွေးဖွားလို့ငင်းဒီမြေကြီးတုံလုံးတဲ့ခိကဇာတိခိလို့ခေါ်တယ်ဝိတယခိကြတော့အနန္တအတိုင်းအဆမရှိဘူးစัจ java လာမဆုံးနိုင်လောက်အောင် များပြားတယ်လို့ဒီလိုခိသုံးခိနဲ့ cosmology ပေါ့ Buddhist cosmology ဖွဲ့စည်းပြီးတော့မြတ်စွာဘုရားကဒီလိုဟောထားတာရှိတယ်ပေါ့အဲ့ဒါကစာပေအရင်ကိုဖတ်ချင်တယ်ဆိုလို့ရှိရင်အင်္ဂုတ္တရနိကေတိကနိဗ္ဗာန်ပါဠိသုလနိကလောကဓာတုတို့ကိုဖတ်ရှိပေါ့ The Buddhist cosmology အဲ့ဒါဖွဲ့စည်းပုံမှာမြတ်စွာဘုရားကသုလနိကလောကဓာတုမှာမြင့်မို့တောင်ပေါင်းတစ်ထောင်ရှိတယ် နော်ဒီဖွဲ့စည်းထားတဲ့စัจ java လာပေါင်းတထောင်နဲ့ဖွဲ့စည်းတယ်ဒီလိုဟောထားတာရှိခုနကတောင်ကျွန်းသားတွေညောင်ကျွန်းသားတွေရဲ့မျက်နှာပုံသဏ္ဍာန်တို့ပါတို့ကြတော့ပါဠိတော်မှာလာတဲ့စကားတော့မဟုတ်ဘူးပါဠိတော်မှာလာတဲ့စကားမဟုတ်ဘူးထက္ကရာမှာဆိုထားတဲ့ဆိုတော့အထက္ကရာမှာကြည့်ခြင်းနဲ့ဆိုရင်ဘယ်ထက္ကရာကိုကြည့်မလို့လို့ဆိုလို့ရှိရင်အဲတချို့နည်းနည်းပါးပါးပါတာပါရာဇိကံအထက္ကရာလောကဝိထုတုတ် အဲ့ဒီလောကဝိတုနဲ့ပတ်သက်ပြီးတော့ဖွင့်တဲ့သာရထဒီပနီဒီကတော့အဲ့ဒီလိုနေရာမျိုးမှာရှိရမှာအဲ့ဒါလောကတာတုသုယုံကြည်ယုံမယုံကြည်နေစာရဲပါတာကိုပြောတာနော်စာရဲကိုပါတာကိုပြောတာအဲ့တော့ခုနကမိခွန်းနဲ့ပတ်သက်တဲ့နောက်မိခွန်းတစ်ခုကလူချင်းတူပါလေလူချင်းတူတယ်ဟုတ်တယ်ပရိသေစိတ်ချင်းတူတယ်ကံကျင်းလည်းတူတယ်ဘာဖြစ်လို့တချို့ကအသက်ရှိတချို့ကအသက်မရှိရတော့ဆိုတာဒါက လူရဲ့အသက်ရှင်မှုမရှင်မှုဟာကံတစ်ခုတည်းပေါ်မှာမူမတူဘူးဥတုနဲ့အာဟာရပေါ်မှာငူတည်တယ်အဲ့တော့တောင်းယောက်ျောင်းကပို့ပြီးတော့တက်တန်းရှည်တယ်ဆိုလို့ရှိရင်ယောက်ျောင်းကရာသီဥတုပို့ကောင်းလို့ပဲဒါပဲနော်ရာသီဥတုကြောင်းလဲနေတယ်ဒီမှာရာသီဥတု changes ကများတယ်များလိအတွက်ကြောင့်လူတွေဟာအသက်တိုကြတယ်ရာသီဥတုပေါ်မှီပြီးတော့တီးနှံနေတယ် လူတွေစားရတဲ့အစာအာဟာရတွေရတယ်။ယတိဂုရုမကောင်းလို့ရှိရင်စားရတဲ့အစာအာဟာရတွေမှာအစီဩဇာတွေရုပ်လျော့တယ်။ရုပ်လျော့တဲ့အစီဩဇာတွေရှိတဲ့အာဟာရကိုစားသုံးနေရလို့ရှိရင်ဒီအာဟာရတွေက sustain မလုပ်နိုင်ဘူးလို့ရဲ့အသက်ကို sustain မလုပ်နိုင်တဲ့အတွက်ကြောင့်အသက်တိုးလာရခြင်းဖြစ်တယ်။အဲယာလိဥရုကောင်းတဲ့ဒေတာယာလိဥရုချင်းချင်းမဖြစ်တဲ့နေရာတွေမှာသီနံတွေစိုက်ပျိုးလို့ဖြစ်ပေါ်လာတဲ့သီနံတွေကအစီဩဇာပြည့်ဝတယ် အဲ့ဒီပြိုးဝတဲ့အစာအာဟာရတွေကိုစားရတဲ့ပုံစံတွေကြတော့ဒီအာဟာရကလူရဲ့တက်တန်းကိုချိန်ပြည့်အောင် sustain လုပ်ထားနိုင်တယ်။ဒါကိုဥပမာလေးတစ်ခုပဲကြည့်အောင်။ကံတစ်ခုတည်းကဟိုအထောက်အကူမဟုတ်ဘူးဆိုတာအဆုံးဖြတ်မပေးဘူးဆိုတာဘာကိုကြည့်ရမလဲဆိုရင်ကသဗ္ဗမြတ်စွာဘုရားကတက်တော်2000ရှင်လျားပြီးဘောရဝမြတ်စွာဘုရားကျတော့တက်တော်တရားတမ်းမှာပွင့်ပြီးတက်တော်80နှစ်ဘဝနေကုန်ချုပ်သွားတယ် ဘုရားရှင်ကြည့်လိုက်မယ်ဆိုရင်ကံတူတူပဲ။ကံကွဲပြားချမ်းသာတယ်လို့ပြောလို့မရဘူး။ဘာဖြစ်လို့ကောရဝမြတ်စွာဘုရားကျတော့အသက်တူပြီးတော့ကတ္တဝမြတ်စွာဘုရား။နောက်ကောဏကမဏမြတ်စွာဘုရားကျတော့ဒီအကိုအသက်ရှိသေးတဲ့နှစ်သုံးသောကကုသန္တမြတ်စွာဘုရားကျတော့အညစ်လေးသောဓာတိကဘာမှာပွင့်တဲ့ဘုရားတွေပဲ။တစုနဲ့တစုတက်တန်းချင်းမတူဘူး။ ဘာဘသူကအဆုံးချက်ပေးသွားတာတော့ကံကအဆုံးချက်ပေးရမယ်ဆိုရင်တော့တတ်တော်တူတူထားမှာဘာဖြစ်လို့လဲဆိုဖျားဖြစ်ဖို့ကံရင်းဟာတူတူပဲလေဖျားဖြစ်ဖို့ပါရမီဖြည့်ရတယ်ဆိုတာအမြဲတမ်းကြီးမားတဲ့ပါရမီမပြည့်ပဲလေဖျားမဖြစ်ဘူးကံရှုတော့ကကြည့်မယ်ဆိုရင်အလုံးတူတူပဲဒါဖြင့်အသက်ရှင်ဖို့တူဖို့ပဲဒီအဆုံးချက်ပေးတဲ့ decisive cause ကဘာလဲလို့ဆိုရင်ဥတုနဲ့အာဟာရ ဒါအထက်ကရမှာလည်းဒီတိုင်းပဲရှင်းထားတယ်။ဥတုနာဘောဇနေနာအာယုဟာယတိပိဝိထတိပိတဲ့။လူရဲတတန်းကံတခုတည်းကအဆုံးကြမပေးပါဘူးတဲ့။ဥတုနဲ့ဘောဇံဥတုစွာအပုအေးဒီသောတအတွင်းအပြင်အဲ့ဒီယာတိကုတုပေါ်မှာမှုတဲ့အစာအာဟာရအဲ့တော့ဥရုယာတိကကောင်းတဲ့အစာအာဟာရအစီကိုပြေဝတယ် ဲ့ဒီလူဟာစားသုံးပြီးတော့နေရတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒီခေတ်ခါမှာဆိုရင်တက်တန်းရှိတယ်ဥဒုအာဟာရညံ့သွားလို့ရှိရင်တက်တန်းလည်းညံ့သွားတယ်အတိုက်အတာတစ်ခုမှာအသက်ရှိဖို့အတွက်အဆုံးဖြတ်သည့်ကံမဟုတ်ဘူးတဲ့ဥဒုနဲ့အာဟာရပေါ့မဟုတ်ဘူးဒီလိုဆုံးလို့တာပေါ့အဲ့ဒါကြောင့်မလို့ခုနကကျန်တဲ့ကျောင်းကြီးကအသက်တန်းပိုးရှိတယ်ဆိုလို့ရှိရင်ယာတိဥဒုပိုကောင်းလို့အာဟာရတွေပိုကောင်းလို့ဒီလိုပြောအောင် ဟိုကန့်ရင်းမတူလို့လို့မဟုတ်ပါဘူးလူကတော့လူတွေရဲ့တရေစိတ်ကကိုးခုကိုးခုပါပဲဒါကတော့ဘယ်နေရာမှာပဲလူဖြစ်ဖြစ်ဒီကိုးခုကလွဲလို့တခြားမရှိပါဘူးအဘိဓမ္မာတရားတော်ဟာကဘာကြီးတစ်ခုလုံးကိုခြုံပြီးတော့ဟောထားတာဖြစ်သည့်အတွက်ကြောင့်ကွက်ပြားခြားနားမှုမရှိနိုင်ပါဘူးဒီချက်ကတော့အဲ့ဒါကြောင့်မလို့တချို့အချက်အလက်တွေကဟိုကိုလက်လမ်းမမီတဲ့အရာတွေဖြစ်တယ်ပေါ့ လက်လမ်းမပြီးတဲ့အရာတွေဖြစ်တော့အဲ့ဒီကိစ္စတွေကဟိုတချို့ကိစ္စဟာတွေးတောပြီးတော့အချိန်မဖြုံးနိုင်တဲ့ကိစ္စလို့ဒီလိုယူဆတယ်ပေါ့ဆိုပါစို့တခါတရံကျတော့အများယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ဟောထားရတာမျိုးတွေရှိတယ်ဟိုမဟာပရိနိဗ္ဗာန်တုံးမှာမြင်းငလင်းတုံလို့ချင်းအကြောင်းဆိုတဲ့နေရာမှာပထမဆုံးအချက်မှာဟောထားတယ်ဆိုရင်ဤကဘာမြေကြီးရဲ့ ကဘာမြေကြီးရဲ့အောက်မှာရေတူကြီးရှိတယ်ရေတူကြီးအောက်မှာလေတူကြီးရှိတယ်ဒါလေးဘုရုဒီလေတူကြီးလှုပ်ရှားသွားတဲ့အခါကျတော့ရေတူကလှုပ်ရှားရေတူလှုပ်ရှားတဲ့အခါကျတော့ရေတူကလှုပ်ရှားလို့ငလျင်လှုပ်တယ်လို့သူတို့ဆိုထားတယ်အဲ့ဒီမိကုံးကိုဂျာမနီနိုင်ငံမှာသွားပြီးတော့ဗိဓမာသင်္นานပို့ချတဲ့အခါကျတော့ကျောင်းသားတယောက်ကမေးတယ်ခန့်ငယ်ငယ်ပဲဆိုလဲကျောင်းသားတယောက်ကသင်္นานလာတဲ့တဲ့ချင်းကသူကမေးတယ် အဲ့ဒီမှာတဲ့ရေကြီးအောင်ရေရေအောင်လေလို့ဒီလိုတွေ့ရပါတယ်တကယ်ပဲမြေကြီးအောင်မှာရေရေအောင်မှာလေဒီလိုနေတာကအဆင့်ဆင့်ဒီလိုသဘောလားလို့ဆိုတော့ဟောကြီးကမင်းကဘာမြေကြီးရဲ့မြေပုံကိုတွေ့ဘူးတယ်မဟုတ်လားလို့ကဘာမြေကြီးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကဘာမြေတွေဟာပင်လယ်ကြီးတွေရေပြင်တွေပေါ်မှာဖလုတ်တင်းဖြစ်နေတာ ြေကြီးကပြုတ်တင်ဖြစ်နေတယ်ဆိုတာမြေပုံအရာကြည့်လိုက်ရင်သိလာတယ်ဒီကဘာကြီးဟာအကသာကြီးထဲမှာသွားနေတယ်ဆိုတာလေဒီကိလေသိပ္ပံကလည်းလက်ခံထားတယ်ဘုရားတရားတော်အရာလည်းဒါထင်ရှားတယ်ပေါ့အောက်ကလေလူကြီးရှိတယ်အကသာကြီးထဲမှာတည်နေတာဆိုတော့ဒါလေလူရှိတယ်ပေါ့လေဓုရေဓုရေဓုဆိုတာဒီလိုမျက်စိထဲမှာမြင်လို့အောက်ကလေ အဲ့ဒီရဲ့အထက်ကရေအဲ့ဒီအထက်ကမှမြေဒီလိုပြောတာမဟုတ်ဘူးလို့ကဘာရေပြင်းကြီးထဲမှာဒီကျွန်းကြီးတွေတွေက floating ဖြစ်နေတာလို့အဲ့ဒီအမြင်ကိုကြည့်ပြီးတော့လို့အောက်ကလေဒူးလှုပ်ရှားတဲ့အခါမှာရေတွေလှုပ်တယ်ရေတွေလှုပ်တော့မြေကြီးကဘာမြေကြီးလှုပ်လာတယ်လို့ဒီလိုဆိုတာပါလို့ဟုတ်ရအဲ့လိုရှင်းပြတော့ကျန်တဲ့လူတွေကအဲ့ဒါဒါဟုတ်တယ်ဟုတ်တယ်အမြင်နဲ့တချို့ကိစ္စဟာပြောထားတာဖြစ်တယ်ပေါ့ ီဒါကြောင့်မို့ဒီလိုအထက်အောက်ဒီလိုနေတဲ့သဘောကိုပြောတာမဟုတ်ဘူးဟောအထက်အောက်နေတဲ့သဘောပြောတာမဟုတ်ဘူးအထက်အောက်နေတဲ့သဘောဆိုလို့ရှိရင်ဒီမြေပြင်ကြီးကကျွံ့မျောကြီးလိုဖြစ်နေမှာပေါ့အဲ့ဒီလိုဒီလေဓုလေဓုရဲ့အထက်ကရေဓုရေဓုရဲ့အထက်ကမှမြေဓုလို့ဒီလိုပြောတာဟာအမြင်အားဖြင့်ပြောတာလားလေခံထားတာတော့မှန်တယ်။ဘာဖြစ်လို့မှန်တယ်လို့ပြောရလို့ဆိုရင်ကဘာကြီးစပြီးတော့တီးလာတဲ့အခါမှာ တကယ်ကောင်းရင်မြင်ကြီးထဲမှာမိုးတွေရွာလိုက်တာရွာလိုက်တဲ့မိုးကတပေါက်ထဲလို့တဆူတဲ့လေရဲ့တွန်းအားနဲ့သူကအလုံးကြီးသဘောမျိုးဖြစ်ရေပေါက်ဆိုကြတဲ့ကလူတွေကဒါအလုံးဆိုတာထင်ရှားတာပေါ့အပြားကြီးတော့မဖြစ်နိုင်ဘူးနော်ကောင်းကင်မှာတီးနေတဲ့အရာတစ်ခုအလုံးမဖြစ်အဲ့ဒီအပေါ်မှာအပေါ်ချောနဲ့နဲ့တင်းလာပြီးတော့ကဘာမြေပြင်ဖြစ်လာတယ်လို့ကဘာကြီးပြန်တီလာတဲ့အကြောင်းကိုရေးထားတဲ့စာတွေမှာအဲ့လိုပြောသည့်အတွက်ကြောင့် ါလေးလူထဲမှာရှိတယ်ဆိုတာလည်းသိကြတယ်ဒီကဘာကြီးမှာရေနဲ့ကုန်းနဲ့ဆိုလို့ရှိရင်ရေကများတယ်ဆိုတာလည်းထင်ရှားတယ်ကုန်းရှိတယ်ဆိုတာလည်းအားလုံးသိနေကြတယ်ဒီလိုအဆင့်အဆင့်တစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့နေတာကိုရည်ညွှန်းပြောတာပါလို့အဲ့ဒီတော့ကခေါင်းကြီးတို့အဲ့လိုပဲဖြည့်ရှင်းပေးခဲ့ပါတယ်အဲ့တော့ဓာရီနဲ့ပတ်သက်လာလို့ဒီမေးခွန်းတွေကတော့ခုနကပြောသလိုပဲဒိဗ္ဗစက္ခုရအောင်ကိုယ်တိုင်တော်လဲချင်းဒိဗ္ဗစက္ခုရတဲ့ပုဂ္ဂိုလ်ကကြည့်ပြီးမှလဲ ဖြည့်ရှင်းလို့ရမယ့်ကိစ္စတွေပါထားတယ်။